မင်္ဂလာညချမ်းပါရှင်။လေမယုတ်တန်ရဲ့ဖေဖော်ဝါရီလ၄ရက်နေ့ညပိုင်းတင်ဆက်ထားရတဲ့ထလုံးမှုစီစဉ်ကိုစတင်ပါတော့မယ်။ဒီကနေ့မှာတင်ဆက်ပေးသွားမယ့်ပြည်ရင်းသတင်းနဲ့နိုင်ငံတကာသတင်းတွေကတော့ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်၆မြို့နယ်မှာဆိုင်ကယ်စီးနှီးခွင့်ပြုရန်တိုက်တွန်းကြောင်းအဆိုအားလက်ခံဆွေးနွေးရန်မတင်ကြောင်းပြည်သူ့လွှတ်တော်မှမဲခွဲဆုံးဖြတ်တယ်ဆိုတဲ့တင်ဆက် အေယဝတီတိုင်းဒေသကြီးရှိတက်တန်းကြမြင်လာတဲ့ကျူတတာအချို့ကိုတန်ကူကွန်ကရစ်တံတားများဖြင့်အစားထိုးဆောင်ရွက်မယ်လို့ဆက်လွယ်ဝင်ကြီးဌာနပြည်တော်စုဝင်ကြီးပြောရင်းဆွေးတဲ့နိုင်ငံတော်အကြီးညိုပြည့်စုံမှုပုံမှ905ခါကွေအပါဝင်ပုံမှ9ခုနဲ့ဖန်စီတရားဆွဲဆိုခံထားရတဲ့ရတနာဝန်တက္ကသိုလ်ကျောင်းသားများကိုစတုထအကြီးမြောက်ရုံးထုတ်ခဲ့ပြီးဒါမိတ်ယုံကျိမှဆွဲချက်တင်မတင်အမိန့်ချမယ်ဆွေးတဲ့အမေရိကန်စစ်တီ3950ကိုမက္ကဆီကိုနေဆက်သို့ထပ်မံဆေးလွှတ်မယ်ဆိုတဲ့တဲ့ ဖိလစ်ပိုင်မှာဖျားကြောင်ပုံခွဲတိုက်ခိုက်ခဲ့ရမှုနဲ့ပတ်သက်ပြီးတန်တရားရှိနေတဲ့အဘူ CF အဖွဲ့ဝင်9ဦးအာနာပိုင်များထံလာရောက်အဖမ်းခံနေဆဲတဲ့တင်။ UAE နိုင်ငံသူတမိုင်းဝင်ခီးစဉ်အဖြစ်ပုံရဟန်းမင်းကြီး Francis အလဲပတ်ရောက်ရှိနေရဆဲတဲ့တင်။ Queensland ပြည်နယ်မှာရေတကားများဖောက်ချလိုက်ပြီးနောက်မြို့ကန်များအားတတိပေးချက်ထုတ်တယ်ဆိုတဲ့တင်။ ချန်ပီယံစုအတွက်ဖိအားမှာလီဗာပူးမှာမရှိပဲမိမိတို့မှာသာရှိတယ်လို့မန်စီးတီးနီးပြဂွာဒီယိုလာပြောတဲ့ဆွေးတင်လိုင်ယံကိုအရင်နှိပ်ပြီးလီဒ်ချုံပွဲမရှိစံချိန်ကျိုးပြတ်ခဲ့တော့လေမန်ချက်စတာယူနိုက်တက်နဲ့ချန်ပီယံလိပွဲအတွက်စိုးရိမ်ခြင်းမရှိဟုဘာပေဖွင့်ဟာရဲဆွဲတဲ့တိုင်အဆရှိတဲ့ပြည်တွင်းသတင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ ဥဆုံးမြူရဲတင်းတဲ့ပုံအနေနဲ့ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်6မြို့နယ်မှာဆိုင်ကယ်စီးနှကွေ့ပြုရန်တိုင်းတော်ကြောင့်အဆိုအားလက်ခံဆွေးနွေးရမတင်ကြောင်းပြည်သူ့လွှတ်တော်မှမဲခွဲဆုံးဖြတ်တဲ့ဆွေးတဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းဒေသအတွင်းရှိမြို့နယ်6မြို့နယ်မှာတိကျတဲ့နေနမိတ်သတ်မှတ်ပြီးစီကံသတ်မှတ်ချက်တွေချမှတ်ကမော်တော်ဆိုင်ကယ်စီးနှကွေ့ပြုရန်တိုင်းတွန်းကြောင့်အဆိုကိုကန့်ကွက်သူရှိတဲ့အတွက်မဲခွဲဆုံးဖြတ်ရမှာကန့်ကွက်မဲများတာကြောင့်လက်ခံဆွေးနွေးရမတင်ကြောင်းပြည်သူ့လွှတ်တော်မှဆုံးဖြတ်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ၄ရက်နေ့ကကျင်းပတဲ့ပြည်သူ့လွတ်တော်အစည်းအဝေးမှာဒဂုံမျိုးသစ်တောင်ပိုင်းမဲဆန္ဒနယ်ကပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးအေးနိုင်ကရန်ကုန်တိုင်းဒေသကြီးဒဂုံမျိုးသစ်၄မြို့နယ်နဲ့လိုင်သာယာရွှေပြည်သာမျိုးသစ်၆မြို့နယ်မှာတည်ကြတဲ့နေနမိတ်သတ်မှတ်ချက်တည်ကြတဲ့စည်းကမ်းသတ်မှတ်ချက်တွေချမှတ်ခါတရားဝင်မှတ်ပုံတင်စေပြီးအချိန်ကာလတစ်ခုအထိရည်ရွယ်ကမော်တော်ဆိုင်ကယ်စီးနှင်းခွင့်ပြုပါရန်နိုင်ငံတော်အစိုးရကိုတိုက်တွန်းကြောင်းအဆိုကိုတင်သွင်းခဲ့တာဖြစ်ပါတယ်။တင်သွင်းရမှာဦးအေးနိုင်ကအဆိုပါဒဂုံမျိုးသစ်၄မြို့နယ်နဲ့ရွှေပြည်သာလိုင်သာယာမြို့နယ် ုံမှာနေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့လမ်းပန်းဆက်သွယ်ရေးလိုအပ်ချက်အရဆိုင်ကယ်တွေကိုစီးနင်းနေရပြီးဆိုင်ကယ်စီးနင်းခွင့်ကိုတရားဝင်ခွင့်ပြုထားတာမဟုတ်တဲ့အတွက်ဥပဒေလိုက်နာခြင်းပေမဲ့မလိုက်နာနိုင်ဖြစ်နေရတာကြောင့်တိကျတဲ့စည်းကမ်းသတ်မှတ်ချက်တွေနဲ့တရားဝင်မှတ်ပုံတင်စီပြီးအဆိုပါမြို့နယ်တွေမှာဆိုင်ကယ်စီးနင်းခွင့်ပြုပြီးတင်ကြောင်းအဆိုတင်သွင်းစီမှာပြောကြားခဲ့ပါတယ်ဘာလို့များလို့ဟောလိုက်လဲသူကဆက်မှုတော့ဘယ်လိုလဲအေးရှင်းလိုက်ပါရေးဆွဲတော့ 咱们这里叫什么？叫生鸡？不 Rut, 要光来人，生鸡呀，都是干，切鸡哎。这我们这旁边，你把你看到生鸡，看满意没？别都都拿钱，拿刀啊，别动手。炒肉那是光吃，菜鸡根本呢，那都不干。你看呀，你碰到生鸡的时候，他就是注意，首先就是谁家谁家来地啊？没，里面他不乱讲，他没做地啊，一天没没。 ိုင်းနေတယ်ဒါကြောင့်ဒီနေ့ရှင်းပါလေးနဲ့ဒီတွေ့ပြီးတော့ပြောအစုံနဲ့ပတ်သက်ပြီးလွတ်တော်ကိုယ်စားလှယ်တအုပ်ကထောက်ခံသွားခဲ့ပြီးလွတ်တော်ရဲ့အဆုံးဖြတ်ရယူရမှာတွတ်တိမဲဆန္ဒနယ်ကပြည်သူလွတ်တော်ကိုယ်စားလှယ်ဦးမြင့်လွင်နဲ့တမရတော်သားလွတ်တော်ကိုယ်စားလှယ်ဘုံမှုစင်လင်းတို့ကကန့်ကွက်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့လိုအဆိုကိုကန့်ကွက်ခဲ့တာနဲ့ပတ်သက်ပြီးတွတ်တိမဲဆန္ဒနယ်ကပြည်သူလွတ်တော်ကိုယ်စားလှယ်ဦးမြင့်လွင်ကအခုလိုပြောပါရစေ။ကိုပါဒီရပဲဖြစ်ဗေရပဲဖြစ်ပေါ့ အခြားပါရီယာတင်လဲဒါဒါတို့တင်တော့မှာတို့ကတော့ကံပေါ်တယ်။ဒါတို့ဒါလွဲမှန်းနေ။ဒါပြည်အောင်လို့တို့တော့မှာမေးဟိုပါအစုံမဟုတ်ပဲနဲ့မေးခွန်းဆိုတော့အကြောင်းမဟုတ်ဘူး။အစုံဆိုတော့ဒါရောင်တိုင်းတကယ်လွတ်တော်မှာတင်ရမယ်ဆိုပြီးဒါပြည်အောင်စုကလာတင်နေဆိုတော့ဒါပြောင်းစုလွတ်တော်ရဲ့အချိန်ဒီအရင်မြစ်တွေအားမတန်းရှားပါးတွေဟာအဆုံရှုံသွားမယ်။အဲ့ဒါကိုမဖြစ်စေချင်လို့ကန့်ကွက်ကန့်ကွက်သူရှိခဲ့တဲ့အတွက် အစိုးကိုလက်ခံဆွေးနွေးဖို့တင်မတဲ့ဆက်ခလုတ်အသုံးပြုမဲပေးတဲ့စနစ်နဲ့မဲပေးစရာမှာဆန္ဒမဲပေးခွင့်ရှိသူ382ဦးရှိရတဲ့အ내ထောက်ခံဆန္ဒမဲ90ကန့်ကွက်ဆန္ဒမဲပေါင်း265မဲဂျားနေမဲ3မဲရှိခဲ့ရာကန့်ကွက်ဆန္ဒမဲများတဲ့အတွက်အစိုးကိုပြည်သူ့လွတ်တော်မှာလက်ခံဆွေးနွေးဖို့မတင်ကြောင်းဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ AR တိုင်းဒေတာကြီးရှိတက်တန်းချမြင်လာတဲ့ကျူတတာအချို့ကိုတန်ကူကွန်ကရစ်အပြားဖြင့်အစားထိုးဆောင်ရွက်မယ်လို့ဆက်လက်ဝင်ကြီးဌာနပြည်တော်စုဝင်ကြီးပြောရည်ဆွဲတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ AR တိုင်းဒေသကြီးရှိတက်တန်းချမြင်လာတဲ့ဂျူဒတာအချို့ကိုတန်ကူကွန်ကရစ်များဖြင့်အစားထိုးဆောင်ရွက်သွားမယ်လို့ဆောက်လွယ်ဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးဟန်စောကပြောကြားခဲ့ပါတယ်။ ဖေဖော်ဝါရီလ3ရက်နေ့ကပြုလုပ်ခဲ့တဲ့ငွေမြင့်ကူလေးမျက်နှာတရားဖွင့်ပွဲအခမ်းအနားမှာဆောက်လုပ်ရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးကအမှားစကားပြောကြားစဉ်ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ AR တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ကျိုးတရာချို့ကလည်းတက်တန်းကြမြင့်လာလို့ခန္ဓာရင်ကြဆင်းလာတဲ့အပြင်လက်ရှိတိုးတက်အသုံးပြုလျက်ရှိတဲ့မော်တော်ယာဉ်များဘေးရန်ကြီးရဲ့ကင်းစွာအသုံးပြုနိုင်စေဖို့တန်ကိုကွန်ကရစ်ဒရာများနဲ့အစားထိုးဆောက်သွားမှာဖြစ်ပါကြောင်းတင်ပြလိုပါတယ်။ အဘုဒ္ဓပင်လေတရာဝခင်မတရာရွှေလောင်းတရာနဲ့ကျွန်းကောင်းတရာစတဲ့တရာများကို2018 2019ဘဏ္ဍာရေးမြင့်မှာအဆင့်မြင့်ကြီးစားခြင်းလုပ်ငန်းများစတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ရောင်းများတရာသည့်စားလို့ရရှိကြီးစားရေးလုပ်ငန်းကိုလည်းအည်သွေးနဲ့စံချိန်စံညွန်ပြည့်ပြီဆိုတာဆောင်ရွက်တဲ့ရှိပြီးတော့2019ခုနှစ်အင်ဂျီလာစာမှာဖွင့်လျက်အသုံးပြုနေမှာဖြစ်ပါကြောင်း တင်းကောင်းပါပါ AR တိုင်းဒေတာကြီးဝင်ကြီးချုပ်ဦးလာမိုးအောင်ကလည်း AR တိုင်းဒေတာကြီးအစိုးရအဖွဲ့နဲ့စောက်လို့ရင်ဝင်ကြီးဌာနတို့ကနေပြီးတော့တရားသစ်တွေကိုထပ်မံတိဆောက်တာကျိုးတရားဟောင်းတွေကိုပြန်လည်ပြင်ဆင်တာကျိုးတရားအဟောင်းတွေကိုဖျက်သိမ်းပြီးတော့အသစ်တွေတိဆောက်တာစတဲ့လုပ်ငန်းတွေကိုစီမံကိန်းချမှတ်ပြီးတော့အကောင့်ထည့်ဖို့ဆောင်ရွက်နေရလို့ပြောကြားခဲ့ပါတယ်။ AR တိုင်းဒေတာကြီးအစိုးရအဖွဲ့နဲ့စောက်လို့ရင်ဝင်ကြီးဌာနတို့ကနေပြီးတော့တရားသစ်များကိုထပ်မံတိဆောက်ခြင်းကျိုးတရားဟောင်းများကို ပြန်လည်ပြင်ဆင်ခြင်းကျူတရာဟောင်းများကိုဖျက်သိမ်းပြီးတော့အစ်စ်များပြီးဆောက်ခြင်းစသည့်လုပ်ငန်းတွေကိုစီမံကိန်းတွေချမှတ်ပြီးတော့အကောင့်တွေပေါ်ဆောင်ရွက်ရှိပါတယ်။တရားဥပဒေဌာနအနေနဲ့မြန်မာတနိုင်ငံလုံးမှာပေ180နဲ့အထက်တရားပေါင်း960တိစောက်ထိန်းသိမ်းထားပြီး AR တိုင်းဒေသကြီးမှာတရားကြီးအစင်းတရားတိစောက်ပေးထားကပသိမ်တရားအမှတ်နှစ်နဲ့စော်ကဲတရားအပါဝင်တရားကြီးတွေကိုလည်းတိစောက်ဆဲဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးတော့ ိုင်ငံတော်အစီအညိုပြည့်စုံမှုပုံမှန်905ခါကွေအပါအဝင် ပုံမှန်9ခုနဲ့ဖန်စီတရားစွဲဆိုခံထားရတဲ့ယတနာပုံတက္ကသိုလ်ကျောင်းသားများကိုစတုထအကြိမ်မြောက်ရုံးထုတ်ခဲ့ပြီးလာမယ့်ရုံးချိန်မှာစွဲချက်တင်မတင်အမိန့်ချမယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။နိုင်ငံတော်အစီအညိုပြည့်စုံမှုပုံမှန်905ခါကွေအပါအဝင်ပုံမှန်9ခုနဲ့ဖန်စီတရားစွဲဆိုခံထားရတဲ့ယတနာပုံတက္ကသိုလ်ကျောင်းသားတွေကိုဒီကနေ့မှစတုထအကြိမ်မြောက်ရုံးထုတ်ခဲ့ပြီးစွဲချက်တင်တဲ့မတင်တဲ့ကိုလာမယ့်ရုံးချိန်မှာအမိန့်ချမှတ်မယ်လို့သိရပါဗျ။ အခုရုံထုံမှာမတရားဖမ်းဆီးခံចောင်းသားတွေလွတ်မြောက်ရေးအတွက်ဝန်ရံចောင်းသားတွေကဒီမိုကရေစီအနှစ်သာရလွတ်လပ်စွာဆန္ဒထုတ်ဖော်တွင်မတရားဖမ်းဆီးခံចောင်းသားများချက်ချင်းလွတ်စားတဲ့ကြွေးကြော်ချက်ဆိုင်ပုတ်တွေကိုင်ဆောင်ကတောင်းဆိုဆန္ဒပြမှုများပြုလုပ်ခဲ့ပါတယ်။ဒီမှုလိုမမြန်စစ်မယ်ဖြေချောတဲ့နဲ့ဟာဖြေချောပေးမယ်လို့သူလည်းပြောထားပြီးသားចောင်းသားရတို့ရေးတို့ပါဒီဒီပေါ့ဆိုတော့ပြောထားရဆိုလို့ရှိရင်အဲ့စကားနဲ့ညီရမယ်အဲ့ပြကျွန်တော်ကဒုတိယကြိမ်ညောင်းကြိမ်မှာတိုင်းဆွေနဲ့တွေ့ခွင့်တောင်းတယ်တောင်းတော့ ဲ့တွေ့တဲ့အခါမှာဒီចောင်းတိုင်းဘက်ကလည်းဒီယုံချင်းကြီးမှာစူးစူးဥမလောက်ဘူးပေါ့ပြောတယ်ဆိုတော့အဲ့လိုမလောက်ဘူးဆိုပြီးတော့တိုင်ကြီးမှာဒီဘက်ကဝင်းရမှုငါယော့နေနေတဲ့အချိန်မှာမှအမှုတွေကိုတောက်လျှောက်ဆက်လိုက်တာဆိုတော့အဲ့အရာမယူသားမှုလို့ကျွန်တော်တို့ခံစားရဒါနောက်မှဒီယုံချင်းမှာအဲ့လက်ငါဝင်းရနေဝင်းရနေခင်ကြတော့လောက်တဲ့ယုံချင်းကြီးချင်းနိုင်ဆိုတော့ဟာမယူသားဘူးလို့ကျွန်တော်ကခံစားရအခုလိုမျိုးဒီနေ့ယုံချင်းကကျွန်တော်တို့ကကျွန်တော်ဘက်ကကြီးကြီးမားမားတုံ့ပြန်မယ်လို့သဘောထားပြီးကမှဥမာပေါ့ဟိုလုံခဲ့ရမတိုင်ခါဆိုကျွန်တော်ဒီရန်နာဘုံចောင်းသားတွေကို နံပါတ်ဖြတ်တဲ့ပုံစံတွေလောက်တာဒါကဘုံလုံးနဲ့တိထားပြီးသားဆိုတော့အတိုက်ဆိုင်တာမဟုတ်ဘူးတမင်တက်တက်လောက်တာလို့ကျွန်တော်တို့ခံရင်ဒီရန်နာဘုံကျွန်တော်တို့အရင်အရင်နှစ်တောင်းကဒီလိုချိန်မှာရန်နာဘုံဖြစ်ခဲ့တဲ့ပုံရိပ်တွေဓာတ်ပုံတွေကိုပဲယူပြီးတော့အเจ้าညာလွဲမမှုတွေနဲ့ကျွန်တော်တို့ကိုဟိုပြည်သူတွေအမြင်မအောင်လောက်လာရရှိတယ်အဲ့ရတိုက်ဆိုင်တာမဟုတ်ဒီနေ့ဆိုဒီနေ့ရုံးချိန်မှာကျွန်တော်တို့ကကျွန်တော်တို့ပေါ်ဒီမိကုန်းတွေမိလာနေတယ်။ဒါတော့မလို့ဒါကျွန်တော်ចောင်းသားကိုပုံဖြတ်နေတာဖြစ်တယ်။အခုဖြစ်နေတဲ့ပြဿနာအရမ်းကပညာရေးဝန်ကြီးဌာနအစိုးရပုံဖြတ်နေတာလို့ကျွန်တော်ထင်တယ်လို့ပြောတယ်။ ဥမာပေါ့အာကျောက်ဒေါက်တာမောင်မောင်နိုင်တို့ဒီရန်နာဝန်ကျောင်းဆိုကြီးအဖွဲ့ကဟိုဝင်းကြီးကနိုင်အမိန့်စာတွေကိုကြော်ပြီးတော့မှလှုပ်နေတယ်။ဒါပေမဲ့သူတို့ဘက်မှာအရေးယူမှုသုံးဆုံးနေရာမရှိဘဲနဲ့ကျောင်းသားကိုပဲဟိုအာယုံနေစိုက်တယ်။ဟိုအမေကတန်ရှင်းရေးဝန်ထမ်းတိုးပေးပြီလား။ဒီကျောင်း2000လောက်ရှိရမှာတန်ရှင်းဝန်ထမ်း30နဲ့ဘလို့အလုပ်ဖြစ်မလဲ။ဘလို့မှမဖြစ်ဘူးတိုးပေးလားမတိုးပေးဘူး။အဲ့တော့ကျောင်းသားတရားစွဲဖို့ကြီးမပြောပဲကျောင်းသားပြောတဲ့အချက်လက်ကိုလည်းအောင်းစွတ်ချက်ကိုလည်းသူတို့ပြင်ကြည့်ရအောင်။အဲ့မှာအစိုးရယူသားတယ်လို့ပြောလို့ရမယ်။ ကျောင်းသားများအားနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုအပါအဝင်ပုံမှန်၅ခုနဲ့တရားစွဲဆိုထားမှုနဲ့ပတ်သက်လို့မြို့နယ်တရားသူကြီးဦးစောမေအောင်ကလာမယ့်ရုံချိန်မှာစွပ်စွဲခံရသူကျောင်းသား900ကိုစစ်ဆေးမှာဖြစ်ပြီးစွဲချက်တင်တဲ့မတင်တဲ့အမိန့်ချမယ်လို့ပြောပါရယ်။ငင်းစုစီတို့ပဲကျွန်တော်တုံးလိုက်တော့မယ်။ငင်းငင်းစုစီပုံမှန်16မှာကတရားလိုတတ်တဲ့14ရောက်။လက်ဆက်ကြီးပုံမှန်435 905ခါခွဲမှာကတရားလိုတတ်တဲ့15ရောက်ပြန်ထားပါရယ်။ ငိမ့်စုစီမှာတတေလိုပြတတ်တည်အလုံးစုစုပေါင်းဟိုဟာ5ရောက်10ရောက်ဆက်ပြီးသွားပါပြီဒီပုံမှာ435 905ခါခွေးမှာကတတ်တည်အလုံးပေါင်း6ရောက်ဆက်ထားပါတယ်အောင်ယုံချင်းမှာငိမ့်ငင်းစုစီနဲ့ပတ်သက်ပြီးတော့ဆွဆွဲခံရသူတောင်းသား900ကိုစစ်ပါမယ်။ဘာရငါခါခွေးမှာတော့ဆွကြက်တင်ဖို့ဆောင်ရွက်ပါဖြစ်ပါလေ။ဆွကြက်တင်တင်တင်တဲ့ပတ်သက်ပြီးတော့ဆောင်ရွက်မှာဖြစ်ပါလေ။ လာမယ့်ရုံချင်ကိုဖေဖော်ဝါရီလ23ရက်နေ့ကိုချိန်ဆထားတယ်လို့သိရပါဗျ။တရားစွဲမှုဖြစ်စဉ်မှာចောင်းသားတူလူရက်ဓာထိုးခံရမှုကြောင့်တေဆုံးခရခြင်းနဲ့ပတ်သက်ပြီးမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ဇာပနအခမ်းအနားပုံစံ performance ပြုလုပ်ကဆန္ဒပြခဲ့တဲ့ယတနာပုံတက္ကသိုလ်ចောင်းသား3အပါအဝင်10ဦးကိုနိုင်ငံတော်အကြီးညိုပြက်စီမှုပါတဲ့ပုံမှန်5ခုနဲ့အမှုဖွင့်ပြီးအမရပူရာမြို့နယ်တရားရုံးမှာဒီဇင်ဘာလ17ရက်မှစတင်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ American City 3950ကို Mexico နယ်စပ်သို့ထပ်မံဆေးလွတ်မယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ American Mexico နယ်စပ်ကို City 3950ကိုထပ်မံဆေးလွတ်သွားမယ်လို့ Pedro စစ်ဌာနချုပ်က February 3ရက်နေ့ကပြောကြားခဲ့ပါတယ်။ မနေ့ကနိုဝင်ဘာမှာတက်တန်းဝက်ရွေးကောက်ပွဲမတိုင်မီပေးခဲ့တဲ့သမ္မတဒေါ်နယ်ထရန့်ရဲ့အမေအရာစစ်သားတွေကိုအစာကတည်းကနယ်ဆက်ကိုဆစ်လွတ်ထားတာဖြစ်ပြီးနယ်ဆက်ကင်းလက်အေဂျင့်တွေကိုကူညီဖို့နဲ့မိုင်းနဲ့ချီတန်ဆိုးကျိုးကာယံမှုတွေမှာပါဝင်ဆောင်ရွက်ဖို့နောက်ထပ်တပ်ဖွဲ့ဝင်တွေဆစ်လွတ်ရခြင်းဖြစ်ကြောင်းပင်တခုံရဲ့ထုတ်ပြန်ချက်မှာဆိုပါရယ် နောက်လှုပ်မဲ့အဖွဲတွေကို3လကြာဆေးလွတ်ထားမှာဖြစ်ပြီး내ဆက်မှာတက်ဖွဲ့ဝင်အရေးအတွက်စုစုပေါင်း4350အထိရှိသွားမှာဖြစ်ပါတယ်။내ဆက်တက်ဖွဲ့ဝင်ဖြန့်ကျက်တဲ့ကိစ္စဟာတမရထရန်နဲ့ကာကွယ်ရေးဝန်ကြီးဟောင်းဂျမတ်တစ်တို့အကြားသဘောထားကွဲလွဲခဲ့တဲ့ကိစ္စရွက်အချို့တွေကတခုဖြစ်ပြီးဂျမတ်တစ်ကတော့ဆီးရီးယားကနေအမေရိကန်တက်ဖွဲ့ဝင်တွေရုတ်သိမ်းဖို့ထရန်ရဲ့အမှတ်မထင်ဆုံးဖြတ်ချက်ကြောင့်ဒီဇင်ဘာမှာကာကွယ်ရေးဝန်ကြီးအဖြစ်ကနေနှုတ်ထွက်သွားခဲ့ပါတယ်။ တရားမဝင်ရွှေပြောင်းဝင်ရောက်လာမှုတွေကိုတားဆီးဖို့နေဆက်တတိုင်းဆောက်လုပ်ဖို့လိုအပ်တယ်လို့ဆိုထားတယ်။သမ္မတထရန့်ကတတိုင်းအတွက်ရန်မုံငွေချပေးဖို့အတိုက်ခံဒီမိုကရက်တွေလက်ရှိထိန်းချုပ်ထားတဲ့အောက်လွှတ်တော်ကိုမရမက တောင်းဆိုထားပြီးအဲဒီကိစ္စအတွက်နဲ့ပဲအမေရိကန်သမိုင်းမှာအချိန်အကြာဆုံးအစိုးရရန်နေရာတစိမ့်တစ်ပိုင်းရပ်ဆိုင်မှုဖြစ်ပေါ်ခဲ့ပါတယ်။ဆက်လက်ပြီးတော့ ဖိလပိုင်မှာဖျားကြောင်ဘုံခွဲတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီးတန်တရားရှိနေတဲ့အဘူစီယပ်အဖွဲ့ဝင်ငါအိုအနာပိုင်များထံလာရောက်အဖမ်းခံနေဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ဖိလပိုင်နိုင်ငံတာဝန်ရှိဖျားကြောင်တစ်ခုဘုံခွဲတိုက်ခိုက်ခံရမှုမှာနောက်ကဲကနေပါဝင်ခဲ့တယ်လို့ယူဆရတဲ့အဘူစီယပ်စစ်သွေးကြွအဖွဲ့ရဲ့အကြီးအကဲအဖွဲ့ဝင်တဦးနဲ့အခြားအဖွဲ့ဝင်၄ဦးတို့ဟာအနာပိုင်တွေထံလာရောက်အဖမ်းခံခဲ့တယ်လို့သိရပါဗျ။ဖိလပိုင်နိုင်ငံရဲ့ရဲချုပ်ဖြစ်သူအော်စကာအေဘာယာဒီက ဇန်နဝါရီလ28ရက်နေ့အတေကံဘုံခွဲတိုက်ခိုက်မှုကိုလုံဆောင်ခဲ့တဲ့အင်ဒိုနီးရှားဇုံတွဲကိုအကွင့်ကြီးပေးခဲ့တယ်လို့အာဏာပိုင်တွေကယူဆထားတဲ့ကမ်မာပီ ဆိုသူဟာအစိုးရစစ်တပ်ထံမှလာရောက်အဖမ်းခံခဲ့တယ်လို့ဖေဖော်ဝါရီလ၄ရက်နေ့ကပြောကြားခဲ့ပါဗျာ။ သူဟာမသက်သာတဲ့အဆုံးလာရောက်အဖမ်းခံခဲ့တာပါသူအနေနဲ့ဖိလစ်ပိုင်စစ်တပ်ရဲ့ထိုးစစ်ကြောင့်တေဆုံးရမှာကိုလူလားပုံမရဘူးလို့လည်းသူကဆက်လက်ပြောပါရယ်ဖေဖော်ဝါရီလနေ့ရက်နေ့ကဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေဟာဖျားချောင်းဘုံခွဲတိုက်ခိုက်မှုနောက်ွယ်မှာရှိနေသူတွေကိုလိုက်လံဖမ်းဆီးရင်းစုလို့ပြင်းနေပါတီကူမျိုးမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးအဘူစီရက်စစ်သွေးကြွအုံတေဆုံးခဲ့ကတပ်ဖွဲ့ဝင်9ဦးတေဆုံးတရာရခဲ့တယ်လို့သိရပါရယ် ဖိလပိုင်ရဲကြုံရဲ့အဆိုအရကမ်မာဟာအရက်သားနဲ့ဆက်သားတွေအပါအဝင်လူ23ဦးသေဆုံးခဲ့ရတဲ့ဂျိုလိုပြည်နယ်မှာရှိတဲ့ဖျားကြောင်ဘုံခွဲတက်ခတ်မှုနဲ့ပတ်သက်မှုမရှိကြောင်းညှင်းဆန်ခဲ့တယ်လို့သိရပါဗျ။ဒါပေမဲ့လည်းမျက်မြင်သက်တေတွေကတော့ကမ်မာဟာအင်ဒိုနီးရှားဇုံတွဲကိုအဲ့ဒီဖျားကြောင်စီလိုက်ဖို့ပေးခဲ့သူဖြစ်တယ်လို့ဆိုပါရယ်။ဒါပြင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ၎င်းရဲ့နေအိမ်ကနေလက်လုတ်ဖောက်ခွဲရေးပစ္စည်းတွေနဲ့အသုံးဆောင်တွေကိုသိမ်းဆည်းရမိခဲ့ကြောင်းနဲ့အဲ့ဒီတန်ရရှိသူ၅ဦးဟာလူအများအပြားကိုတပ်ဖြတ်မှုအပအဝင်စဲကျက်အများအပြားနဲ့ရင်ဆိုင်ရမှာဖြစ်တယ်လို့ရဲချုပ် Everardi ကပြောပါရယ်။ဒါအပြင်အပူစေရက်အဖွဲ့ရဲ့အမာခံနေမြေဖြစ်တဲ့စုလူပြည်နယ်မှာရှိတဲ့ဖျားချောင်းဘုံခွဲတိုက်ခတ်ခံရမှုဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်နေကြောင်းလဲသူကပြောကြားခဲ့တယ်လို့သိရပါရယ်။ ဆက်လက်ပြီးတော့ UAE နိုင်ငံကိုသမိုင်းဝင်ခီးစဉ်ဖြင့်ပုံရဟန်းမင်းကြီး Francis အလဲဘတ်ရောက်ရှိနေရဆွေးတင်ကိုတင်ဆက်ပေးပါမယ်။ပုံရဟန်းမင်းကြီး Francis ဟာဖေဖော်ဝါရီလ3ရက်နေ့က UAE နိုင်ငံကိုသမိုင်းဝင်ခီးစဉ်ဖြင့်ရောက်ရှိနေပြီးဒါဟာအစ္စလမ်ဘာသာစတင်ထွန်းကားရာ Arabian ကျွန်းဆက်ကို ပုံရဟန်းမင်းတပါပထမဆုံးအနေနဲ့လာရောက်လည်ပတ်မှုဖြစ်တယ်လို့လည်းသိရပါဗျ။ ပုံရဟမ်းမင်းကြီးဟာ UAE နိုင်ငံရဲ့မြို့တော်အဘူဒါဘီကို48နာရီကြာခီးစဉ်အဖြစ်ရောက်ရှိလာခဲ့တာဖြစ်ပြီးအဲ့ဒီခီးစဉ်အတွင်းထိတ်တန်းအစ္စလမ်ဘာသာရေးခေါင်းဆောင်တွေနဲ့တွေ့ဆုံသွားမှာဖြစ်ခါကက်သလစ်ဘာသာဝင်3,300အတွက်ဘာသာရေးစုတောင်းပွဲတစ်ခုပြုလုပ်သွားမယ်လို့သိရပါဗျာ။ သူဟာဖေဖော်ဝါရီလ၄ရက်နေ့မှာပြုလုပ်မဲ့ဘာသာအချင်းချင်းဆွေးနွေးဖလှယ်ပွဲကိုတက်ရောက်သွားမှာဖြစ်ခါဆွန်နီအစ္စလမ်အယူဝါဒကိုဟောပြောတင်ကြားရာအထင်ကရနေရာဖြစ်တဲ့ကာရိုမြို့မှာရှိတဲ့အယ်အဇာတက္ကသိုလ်ရဲ့ဘာသာရေးခေါင်းဆောင်ရှိတ်အာမယ်အေတာရဲ့နဲ့လည်းတွေ့ဆုံသွားမှာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ9ရက်နေ့မှာရောမမြို့ကိုမပြောင်းခင်မှာတော့ပုန်ဟမ်မီကြီးဟာအဘူဒါဘီမှာရှိတဲ့အားကစားကွင်းတစ်ခုမှာပြုလုပ်မဲ့ဘာသာရေးအခမ်းအနားတစ်ခုကိုလည်းဥဆောင်ကျင်းပသွားမှာဖြစ်တယ်လို့ဒေတာရင်းမီဒီယာရဲ့ဖော်ပြချက်အရသိရပါဗျ။ရီမင်းစစ်ပွဲအတွင်ကာလကြာမြင့်စွာစီရေးအရပောင်းဝင်ပတ်သက်နေတယ်လို့အင်းကြီးချင်းကာတာနိုင်ငံနဲ့ဖြစ်ပေါ်နေတဲ့တန်တမန်ရေးရာပဋိပက္ခမှာပောင်းဝင်ပတ်သက်နေတဲ့ UAE နိုင်ငံစီကိုပုန်ဟမ်မီကြီးကအခုလိုလာရောက်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီခရီးစဉ်မတိုင်ခင်ကလည်းပုံရဟမင်းကြီးဟာရင်းမြစ်စစ်ပွဲအတွင်းပါဝင်ပတ်သက်နေတဲ့နိုင်ငံတွေကိုအပြစ်ခံရဲစဲရေးသဘောတူညီချက်ကိုလေးစားဖို့တိုက်တွန်းထားခဲ့တာဖြစ်ပါတယ်။ အစားအသောက်တွေထောက်ပံ့ပေးနိုင်ဖို့ရရှိထားပြီးသားသဘောတူညီချက်တွေကိုအရေးတကြီးလိုက်နာဖို့သက်ဆိုင်ရာနိုင်ငံတွေနဲ့နိုင်ငံတကာအတိုင်ဝန်းကိုတိုက်တွန်းပါတယ်လို့ပုံရဟမင်းကြီးကပြောကြားခဲ့ပါတယ်။ကာလရှိစစ်ပွဲကြောင့်ပြည်သူတွေဟာခြေကုန်လက်ပန်းကျနေပြီးကလင်းငယ်အများအပြားကလည်းဆာလာမှုတန်ကိုခံစားနေရပေမဲ့အစားအစာတွေကိုမရရှိကြပါဘူး။ကလေးငယ်တွေနဲ့သူတို့မိဘတွေရဲ့ငိုကြွေးတန်ဟာဖျားသခင်ထံကိုယ်တော်ပြန့်လွင့်နေကြောင်းသူကပြောဆိုခဲ့တယ်လို့သိရပါတယ်။ ဆက်လက်ပြီးတော့ Queensland ပြည်နယ်မှာရေတံခါးများအားဖောက်ချလိုက်ပြီးနောက်မျိုးကံများအားသတိပေးချက်ထုတ်တယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ Australia နိုင်ငံ Queensland ပြည်နယ်က Townsville စကန်ချင်မြို့မှာစံချိန်တင်မိုးရွာသွန်းမှုကြောင့် Fairfield 3ရက်နေ့ညနေပိုင်းကရေကာတာတစ်ခုရဲ့ရေတံခါးတွေကိုဖောက်ချလိုက်ရတယ်လို့သိရပါတယ်။အိမ်နောက်မြို့နယ်အနီးဝန်းကျင်မှာနေတဲ့ဒေသခံတွေကိုအသက်အန္တရာယ်ရှိနိုင်ကြောင်း အိမ်1000လောက်အထိရေမြုပ်နိုင်တဲ့မကြုံစဘူးရေလွှမ်းမှုတွေဖြစ်လာနိုင်ကြောင်းနဲ့ကုန်းမြစ်နေရာတွေမှာသွားရောက်ရှောင်နေကြဖို့အာဏာပိုင်တွေကတတိပေးခဲ့ပါတယ်။ Townbus Bulletin သတင်းစာထဲမှာတော့မြေနိတ်နေရာတွေမှာရေလွှမ်းနေပြီးလှေတွေနဲ့ဆက်သားတွေကအကွက်ညီလိုတဲ့မြို့ကန်တွေကိုလိုက်လံရှာဖွေနေရလို့ဖော်ပြခဲ့ပါတယ်။ Townbus မြို့မှာကားတော်တော်များများရှိမြုပ်နေပြီးခါလောက်အထိရေတွေတက်ခါအတန်လွတ်ဌာနသတင်းတောက်တအူးကတော့သူတို့ဘဝမှာအခုလောက်အထိရေကြီးတာမျိုးမတွေ့ဘူးသေးဘူးလို့ဆိုပါတယ်။ မြို့ကန်တွေမှာရေကြီးမှုနဲ့လျှက်စင်ပြီးပြက်လက်မှုတွေကြုံနေရတဲ့အပြင်တခြားပြဿနာတရက်နဲ့လည်းရင်ဆိုင်နေရပြီးရေကြီးနေတဲ့လမ်းတွေပေါ်မှာမိကျောင်းတချို့တွေ့နေရလို့ဖြစ်ပါတယ်။မြို့ကန်400လောက်ကတော့စစ်တမ်းများတွေမှာတွားရောက်ခိုလုံနေကြပြီးတက်ချီနေအဖွဲ့ကကူညီပေးနေရလို့သိရပါတယ်။ Queensland ပြည်နယ်ဟာပုံမှန်အားဖြင့်ဒီဇင်ဘာနဲ့ April အကြားမုတ်တုံရသည့်အတွင်းမိုးကြီးမှုတွေနဲ့ကြုံတွေ့ရလေ့ရှိပေမဲ့လက်ရှိ Downpass မြို့ရဲ့အခြေအနေကတော့ရှာရှာပါပါဖြစ်ပြီးလေဆိပ်ကိုတောင်ပိတ်ထားရပါတယ်။ ပြည်နယ်ရင်းရာစုနှစ်တစ်ခုမှာတကြိမ်သာဖြစ်ပေါ်နိုင်တဲ့ရည်ကြီးမှုတွေကြောင့်ဩစတြေးလျစစ်တပ်ကတပ်ဖွဲ့ဝင်တွေအကွင့်ကြီးပေးဖို့ဆဲလွတ်ထားပြီးအိမ်တွေမှာအသေးအိတ်တွေကာပေးတာခေါင်းမိုးပေါ်ရောက်နေတဲ့မြို့ကန်တွေကိုလိုက်လံကယ်ဆယ်တာတွေဆောင်ရွက်နေကြပါတယ်။ဒီတော့တွင်ဩစတြေးလျတောင်ပိုင်းနေရာတွေမှာတော့ဆူဆူရွရွမိုးခေါင်ပြီးတောမိလာမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ဆက်လက်ပြီးတော့ချမ်မြန်စုအတွက်ဖီးယားမှာ လီဗာပူးအသင်းပေါ်မှာမရှိပဲမိမိတို့အသင်းမှာသာရှိတယ်လို့မန်စီးတီးနှီးပြဂွာဒီယိုလာပြောကြားရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန်စီးတီးနှီးပြဂွာဒီယိုလာဟာပရီးမီးယားလိချန်ပီယံဆုအတွက်ဖိအားဟာဇေယျရဲ့ထိပ်ဆုံးနေရာမှာဥဆောင်နေတဲ့လီဗာပူးအသင်းမှာမရှိပဲမိမိတို့အသင်းမှာသာရှိတယ်လို့ပြောကြားခဲ့ပါတယ်။ မန်စီးတီးသင်းဟာမင်းညားကကစားခဲ့တဲ့အမှတ်ပေးပွဲမှာအာဆင်နယ်သင်းကို3ဂိုးတကူနဲ့အနိုင်ရရှိပြီးဇီယားထိပ်ဆုံးကဦးဆောင်နေတဲ့လဘာဘူအသင်းနဲ့နှစ်မှတ်အကွာကိုရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။ဒါပေမဲ့ကွာတီယူလာကတော့အမှတ်ပေးဇီယားကိုဦးဆောင်နေတဲ့ထိပ်ဆုံးအသင်းတွေအပေါ်မှာဖိအားသိမ်းရှိပဲမိမိတို့အသင်းကသာအတိုင်းဆောင်မခံတဲ့အခြေအနေမျိုးမှာရှိနေတာဖြစ်တယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။ကွာတီယူလာကအမှတ်တိုင်းပြောရရင်လက်ရှိကျွန်တော်တို့ရောက်နေတဲ့အဆင့်ထက်လဘာဘူရဲ့ရည်တည်မှုကိုပိုပြီးသဘောကျတယ်။ခမည်းအသင်းကနောက်မှရည်တည်နေတဲ့အခါဖိအားကပိုရှိ လာတယ်တကယ်လို့အမှတ်ဆုံးရှုံးသွားခဲ့ရင်ပို့ပြီးတော့ခက်ခဲသွားနိုင်တယ်ကို့အတင်းကတခြားအတင်းတွေကိုအမှတ်ဖြတ်ထားနိုင်တဲ့အခါမျိုးဆိုရင်အမှတ်ရော့ခဲ့ရင်တော့မှနေရာအပြောင်းလဲကိုသိမ့်မြင်ရမှာမဟုတ်ဘူးလို့ဆိုခဲ့ပါတယ်ဆက်လက်ပြီးတော့ဂွာဒီယိုလာကမနက်ပြန်မနက်ပိုင်းမှာကစားမဲ့ဝက်ဆမ်းနဲ့လဘာဘူးပွဲမှာဝက်ဆမ်းအတင်းကိုအနိုင်ရစေချင်တယ်လို့အရေးမွဲ့ပြောကြားခဲ့ပါတယ်လက်ရှိအချိန်မှာလဘာဘူးအသင်းကမန်စီးတီးထက်တပွဲလျှော့ကစားထားပြီးနှစ်မှတ်အသာနဲ့အမှတ်ပေးစရာကိုဥဆောင်နေပါတယ်။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့လိုင်ယွန်ကိုအရေးနှိပ်ပြီးလိပြုံပွဲမရှိစံချိန်ကျိုးဖြတ်ခဲ့တော့လဲမန်ချက်စတာယူနိုက်တက်နဲ့ချန်ပီယံလိပွဲအတွက်စိုးရိမ်ခြင်းမရှိဟုဘာပေဖွင့်ဟတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ PSC အသင်းရဲ့လူငယ်တိုင်းစစ်မှုဘာပေကသူတို့အသင်းဟာလိုင်ယွန်ကိုနှစ်ကိုးတစ်ကိုးနဲ့အရေးနှိပ်ပြီးအမတ်ပေးရှုံးပွဲမရှိစံချိန်ကျိုးဖြတ်ခဲ့ပေမဲ့မန်ချက်စတာယူနိုက်တက်နဲ့ကစားရမယ့်ချန်ပီယံလိပွဲစဉ်အတွက်စိုးရိမ်ပူပန်ခြင်းမရှိဘူးလို့ဆိုခဲ့ပါတယ်။ ဒီကနေ့မနက်ပိုင်းကကစားခဲ့တဲ့ပြင်သစ်လီဂိုးပွဲစဉ်မှာ PSG အသင်းကလိုင်ယွန်အသင်းကိုအဝေးကွင်းမှာနှစ်ဂိုးတစ်ဂိုးနဲ့အရေးနိုင်ပြီးအမှတ်ပေးရှုံးပွဲမရှိစံချိန်ကျူးပြတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီပွဲမှာတိုင်းပြီး PSG အသင်းကအမှတ်ပေးပွဲပွဲ20ကစားထားရမှာနှစ်ပွဲသာတည်ရကြခဲ့ပြီးရှုံးပွဲမရှိခဲ့တာဖြစ်ပါတယ်။ PSG အသင်းဟာလာမယ့် February လ12ရက်နေ့မှာလည်းပွဲချက်တစ်ပွဲအဖြစ်ချန်ပီယံလိရှုံးထွက်အဆင့်မှာ Manchester United နဲ့ကစားရမှာဖြစ်ပြီးအဲ့ဒီပွဲစဉ်ကိုအဓိကကစားသမားဖြစ်တဲ့နေမာလွဲချော်မှာဖြစ်တာကြောင့်အသင်းအတွက်ခက်ခဲ င်းနိုင်တယ်လို့သုံးသပ်မှုတွေရှိနေကြပါတယ်။ဒါပေမဲ့ဘာပေကတော့သူတို့အသင်းကဒီမှာမရှိတဲ့အခြေအနေကိုအကောင်းဆုံးဖြေရှင်းသွားမှာဖြစ်ပြီးချန်ပီယံလိပွဲစဉ်အတွက်စိုးရိမ်ပူပန်ခြင်းမရှိဘူးလို့ပြောကြားခဲ့ပါတယ်။ဘာပေကကျွန်တော်တို့အသင်းကအရှုံးနဲ့ထိုက်တန်ခဲ့သလားကျွန်တော်သိချာမသိဘူး။ပထမပိုင်းမှာကစားဖို့မကောင်းခဲ့ပေမဲ့ဒုတိယပိုင်းမှာတော့ကျွန်တော်တို့ပွဲကိုစိုးမိုးနိုင်ခဲ့ပါတယ်။ဒီအခြေအနေကြောင့်မို့လို့ချန်ပီယံလိပွဲအတွက်စိုးရိမ်တာမျိုးမရှိပါဘူး။ကျွန်တော်တို့ကတပွဲချင်းစီကိုအာရုံစိုက်ပြီးကစားသွားမှာပါ။ နောက်တစ်ခုကနေမမပါပဲကစားရမယ်ပြီးခဲ့တဲ့ရာသီတုန်းကလည်းသူအခုလိုပဲထင်ရရခဲ့ဘူးတယ်အဲ့ဒီအချိန်ကလို့တူညီတဲ့အမားမျိုးမလုံးမိဖို့ဂရုစိုက်သွားမှာပါလို့ပြောကြခဲ့ပါတယ် PSG အသင်းနဲ့လာယွန်အသင်းတို့ကစားခဲ့တဲ့ပြင်သစ်လီဂပွဲစဉ်ကို Manchester United နီးပြဆိုရှာနဲ့လက်ထောက်နီးပြ Mike Phelan တို့တောင်းရောက်ကြည့်ရှုခဲ့တယ်လို့သိရပါတယ်အလဲပိုင်းရုတ်တရဲ့ဖေဖော်ဝါရီလ၄ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုတင်ဆက်ပေးကြတာပါ။နားဆင်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစေရှင်။